မြန်ကလေးနဲ့ပတ်သက်ပြီးမီဒီယာများလူမှုဖွဲ့စည်းများရဲ့မေးမြန်းချက်များကိုစုပေါင်းဖြေကြားတော့ပါမယ်။ဒီနေ့မနက်၈နာရီထိရရှိတဲ့စီးရင်များအရတဏ္ဍာငံလုံးမှာမြန်ကလေးနံကြောင့်ဒေဆုံးသူ1886ဦးတဟန်ရရှိသူ4639ပျောက်ဆုံးသူ383ဦးရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ ူညီကယ်ဆယ်ရေး လုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်။ဒီကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများရပ်တန့်လိုက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးကောလာဟာလာတွေလွင့်ထုတ်နေတာမျိုးတွေရှိပါတယ်။ဒါတွေဟာမှန်ကန်ခြင်းမရှိပါဘူး။မြန်မာနိုင်ငံကကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များရော နိုင်ငံတကာအကူအညီကယ်ဆေးရေးအသင်းအဖွဲ့များကမြန်မာနိုင်ငံရဲ့တပ်ဖွဲ့တပ်မတော်ကြက်ချီနီအဖွဲ့တွေမိသားတပ်ဖွဲ့တွေအားလုံးကူညီကယ်ဆေးရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့ဧဘလတရက်နေ့မှာနေပြည်တော်စပူသတိမြို့နယ်ညာနာတိတ်ထိရက်ွက်တိုက်မှာပြိမိနေတဲ့အမျိုးသမီးတဦးကျွန်တော်တို့ ကူညီကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ဒီဧပြီလ2ရက်နေ့မနေ့တနာ yı ဝင်းကျင်မှာလဲမြန်မာနိုင်ငံမိသတ်တပ်ဖွဲ့နဲ့တူကီတဲ့နိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီးပုဗ္ဗတိတိမျိုးနယ်အေဂျန်တာဟိုတယ်မှာပြိမိနေတဲ့အမျိုးသားတအုပ်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့မှာကျွန်တော်တို့ဒါငလေလောက်ပြီး9ရက်မြောက်နေ့မှာအသက်ရှင်ရဲ့ကယ်ထုတ်နိုင်ခြင်းဖြစ်ပါတယ်။ နောက်ထပ်တဝူလည်းအသက်ရှင်လည်းရှိတယ်ဆိုတာသိရပါတယ်ခုကုညီကယ်ဆေးလုပ်ငန်းများကိုဆောင်ရွက်လည်းရရှိပါတယ်တနင်္ဂနွေလုံးမှာလည်းကုညီကယ်ဆေးလုပ်ငန်းများကိုအားမလျှော့ဘဲဆက်လက်ဆောင်ရွက်နေတယ်ဆိုတာကိုမိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်ဒီနေ့မနေ့အထိကျွန်တော်တို့ပြည်တွင်းပြည်ပကရှာဖွေရေးကယ်ဆေးရေးအဖွဲ့များနဲ့မြန်မာနိုင်ငံမိသားစုတပ်ဖွဲ့ တမတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ကုညီကယ်ဆေးရေးအဖွဲ့တို့ပူးပေါင်းပြီးအမျိုးသား335ဦး၊အမျိုးသမီး335ဦး၊စုစုပေါင်း650ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပြင်အမျိုးသား145ဦး၊အမျိုးသမီး256ဦး၊စုစုပေါင်း902ဦးကိုတော့ကျွန်တော်တို့ dead body အနေနဲ့ရှာဖွေနိုင်ခဲ့ကြောင်းကိုလည်းပြောကြားလိုပါတယ်။နောက်တစ်ခုကနိုင်ငံတကာ အကူအညီများရောက်ရှိမှုနဲ့ပတ်သက်ပြီးပြောကြားသွားပါမယ်မြန်မာနိုင်ငံရဲ့ငလင်းတဘာဖေးရနေရကိုနိုင်ငံတကာအကူအညီများလည်းစက်တိုက်ရောက်ရှိလျက်ရှိပါတယ်ခုချိန်ထိတရုတ်နိုင်ငံရုရှားနိုင်ငံအိန္ဒိယနိုင်ငံထိုင်းနိုင်ငံစင်ကာပူ မလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုစ်အင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်ကစတဲ့နိုင်ငံပေါင်း15နိုင်ငံကအကူအညီများရောက်ရှိပြီးဖြစ်ပါတယ်။လေရင် စီးရီ53စီးရောက်ရှိပြီးဖြစ်ပါတယ်။ကယ်ဆေးဝန်ထမ်း1519ဦးကိုကျွန်တော်နိုင်ငံ14နိုင်ငံကဆေလွတ်ပြီးလက်တွေ့ကူညီကယ်ဆေးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်၊ကယ်ဆေးပစ္စည်းတန်ချိန်495တန်ရောက်ရှိပြီးဖြစ်ပါတယ်။ဒါအပြင်ကုန်လမ်းရေလမ်းအားလည်းကူညီလျက်ရှိပါတယ်။ ခုနကျွန်တော်ပြောခဲ့တာတွေကဒီချောင်းကရောက်ရှိတဲ့အကူအညီတွေဖြစ်ပါတယ်တရုတ်နိုင်ငံအနေနဲ့ Blue Sky ကိုညီကယ်စရေးအတင်းအားကား6ဆင်းနဲ့ကျွန်တော်တို့မန္တလေးကို ရောက်ရှိပြီးဧပလတရက်နေ့မနေ့အစောပိုင်းကရောက်ရှိပြီးကိုညီကယ်စရေးလုပ်ငန်းများဆောင်ရွက်လည်ရှိပါတယ်အိန္ဒိယနိုင်ငံအနေနဲ့လည်းအိန္ဒိယရေတပ်တော်ကစစ်ရေးရေးနှစင်းမတ်လ31ရက်နေ့ကထောက်ပံ့ကိုညီပစ္စည်းတွေနဲ့ရောက်ရှိပြီးကိုညီ ရေးဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကဒီနေ့ဖြစ်ပေါ်နေတဲ့သတင်းဒီတရုတ်နိုင်ငံကကြက်ချင်ဒီအသင်းကတဲဆောင်လာတဲ့ရင်ကိုးစည်းကိုတက်ကနေပြစ်ခတ်နေဆိုတဲ့သတင်းထွက်ပေါ်နေတာရှိပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဧပြီလ1ရက်နေ့ည9:00နာရီလောက်မှာ နောင်ချိုမြို့နယ်အုံမတီချင်းရွာဒီနေရာဒီ PNL နဲ့တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်အများစုလည်းသတိပြုမှာရှိပါတယ်အဲ့ဒီနေရာမှာည9နာရီလောက်မှာကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲနဲ့မိတွေထိုးပြောကြကျွန်တော်တို့ရင်များရောက်ရှိလာတာရှိပါတယ်အဲဒါနဲ့ပတ်သက်ပြီးအဲ့မှာရှိနေတဲ့တပ်မတော်လုံခြုံရေးတာဝန်ကြားအဖွဲ့များအနေနဲ့ တားဆီးခဲ့တာရှိပါတယ်ရတန်ခြင်းမရှိပါဘူးအဲ့မှာကျွန်တော်တို့မိုးဝထောင်ပြီးတနတ်၃ချက်ပြစ်ပြီးတော့ကြပြစ်ဖောက်ပြီးတားဆီးခဲ့ပါတယ်အဲ့ရင်တန်းကနောင်ချိုဘက်ကိုပြန်သွားတယ်ဆိုတော့တင်းရရှိခဲ့ပါတယ်အဲကျွန်တော်တို့ဒီရှမ်းအရှိမြောက်ဒေသနဲ့ဆက်ဆက်ဒေသတွေမှာ TNL အနေနဲ့ MNDA အဖွဲ့နဲ့လည်းပြိပက်ခါထက်ပွားခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။အဒီနေရာမှာအမျက်ထုတ်နိုင်ငံရေးအမျက်ထုတ်လိုမှုတုံးကြောင့်ဒါဝန်သူတို့ပြောချင်းဖြစ်တယ်လို့လည်းကျွန်တော်မြင်ပါတယ်။ကုညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့သူ့ရဲ့လှုပ်ထုံးလုပ်နေရရှိပါတယ်။ကုညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ဒါကြိုတင်အကြောင်းကြားရတာတွေကြိုတင်ညှိနှိုင်းရတာတွေတက်ဆိုင်ရာတန်ယုံစစ်တန်တန်ယုံတွေကနေပြောကြားရတယ်ရှိပါတယ်။ ဒီနေရာမှာကျွန်တော်တို့ဥပမာတစ်ခုပြောချင်ပါတယ်ခုနကကျွန်တော်ပြောတဲ့အထက်မှာပါပြီးသားပါတရုတ်နိုင်ငံကုန်းကားအနေဝင်ရောက်လာတဲ့ blue sky ကုညီကယ်စရေးအပင်အဲ့ဒီအပင်ခုမန္တလေးမှာရောက်ရှိပြီးတော့ကြကုညီကယ်စရေးလုပ်ငန်းတွေစတင်နေပြီဖြစ်ပါတယ်အဲ့ဒီ blue sky တရုတ်ကုညီကယ်စရေးအသင်းကဒါမက်စလ31ရက်နေ့မှာည10:20လောက်မှာ နယ်စပ်ကနေဝင်လာကြတဲ့အတိုင်းကျွန်တော်တို့ကြိုတင်အကြောင်းကြားခဲ့ပါတယ်။10နိုင်20မှာမတ်လ31ရက်နေ့10နိုင်20မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ပါတယ်။16မိုင်ဂိတ်ကိုည17နိုင်ချိန်မှာရောက်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပဲဒါကူညီပြီးလုံခြုံရေးယူခဲ့ပြီးတော့ကြမန္တလေးကိုဒါဧပယ်လတရက်နေ့မနေ့တနာရီမထိုးခင်မှာကျွန်တော်ရောက်ပါတယ်။ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြ။ကျွန်တော်ဆိုလိုတာက ကြိုတင်အကြောင်းကြားကြခြင်းရှိရင်ကြိုတင်ပြောကြားထားလို့ရှိရင်ကျွန်တော်တို့အနေနဲ့လုံခြုံပါတယ်။ကုညီကယ်ဆယ်ရေးအသင်းများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။မြန်မာနိုင်ငံအစိုးရအနေနဲ့အထူးကျေးဇူးတင်ရှိပါတယ်။ကုညီကယ်ဆယ်ရေးလုပ်ငန်းကိုဆောင်ရွက်နေတဲ့နေရာမှာကျွန်တော်နိုင်ငံသည်တောင်းကျမ်းသူအဖြစ်သမားများကြောင့်တည်ငြိမ်မှုမရှိသေးတဲ့နေမျိုးတွေရှိပါတယ်။တည်ငြိမ်မှုမရှိသေးတဲ့နေမျိုးတွေမှာတော့အကြောင်းကြားတာတွေ ဥပပေါင်းဆောင်ရွက်တာတွေလုံခြုံရေးအရာကူညီစောင့်ရှောက်မှုခံယူရတယ်ပြုလုပ်သင့်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးတိုက်တွန်းလိုပါတယ်အခုဖြစ်နေတဲ့အခွဲကတော့တရုတ်နိုင်ငံချက်ချင်းကြီးအသင်းလို့ပါတယ်သို့တော်လည်းဒါပုံဒီမှာလည်းခင်ဗျားတို့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီမြန်မာနိုင်ငံကားတွေပဲဖြစ်ပါတယ်ကြိုတင်အကြောင်းကြားတာတွေမရှိပါဘူးကြိုတင်အကြောင်းကြားဖို့ကျွန်တော်ပြောလိုပါတယ်ညှိနှိုင်းဆောင်ရွက်ဖို့ကျွန်တော်ပြောလိုပါတယ် ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒါကွန်ကြီးကယ်ဆယ်မှုတွေကိုအနေတန်းလက်ကမ်းကြိုးစိုးလေးရရှိတယ်ဆိုတာကိုပြောကြားလိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကွန်ကြီးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေတဲ့နေရာမှာနိုင်ငံတကာကွန်ကြီးကယ်ဆယ်ရေးအသင်းတွေနိုင်ငံတကာစေတပ်ဖွဲ့တွေနိုင်ငံတကာကစေပညာရှင်တွေလည်းလာရောက်ကူညီလေးရရှိပါတယ်။အထူးကျေးဇူးတင်ရှိပါတယ်။ခမောက်ကျွန်တော်မြင်ပါပါ တမတော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေမိသားတပ်ဖွဲ့ဝင်တွေကုညီကလေးဆောင်ရွက်လျက်ရှိပါတယ်သူတို့ကတော့သူတို့ရဲ့မိသားစုတွေကတော့ငလင်တန်မခံရတာမဟုတ်ပါဘူးသူတို့ရဲ့မိသားစုတွေငလင်တန်ခံရတဲ့သူတို့ရဲ့အိုးအိမ်တွေကိုနောက်မှာထားပြီးသူတို့စွန့်စားစားဆောင်ရွက်နေရတာဖြစ်ပါတယ်သူတို့ရဲ့လောက်ရတဲ့အပေါ်မှာမချီးကျူးခြင်းတွေပါ သူတို့ရဲ့လောက်အပ်တွေကိုမသိကြအောင်ဆောင်ကျင်လဲဆောင်ပါသို့တော့စာနာနားလေထောက်ထားပေးဖို့ကျွန်တော်ပြောချင်ပါတယ်တချို့တမတော်သားတွေဆိုရင်မတ်လ29ရက်နေ့ကျွန်တော်တမတော်နေ့မှာစေပြလောက်ခဲ့ပါတယ်28ရက်နေ့ဖြစ်တာနဲ့အဲ့စေပြစုရနေရနေပြီးဖြစ်တဲ့နေရာတွေကိုတိုက်ရိုက်ထွက်ခွာပြီးခုချိန်ထိကိုကြီးကယ်စည်ရေးလုပ်ငန်းတွေ အပြည့်အစုံတွေရှင်နေရေးလုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျားတို့ကျွန်တော်တို့ကြည်ကြည်ပါလုံဆောင်နေတဲ့တပ်ဒေါ်လာတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမိသားတပ်ဖွဲ့ဝင်တွေဒီလောက်ခက်ခဲကြမ်းတမ်းတဲ့အဆောက်အုံအပြိုပြက်တွေရှားထဲမှာဝင်ရောက်နေရတယ်ဒီလောက်ခက်ခဲကြမ်းကြမ်းတဲ့အဆောက်အုံအပြိုပြက်ရဲ့အင်္ဂလိပ်တွေအုတ်တွေပန်ချောင်းတွေဓာရီဝဘာမှအကာအကွယ်မပါဘဲလက်ချီတက်တက်နဲ့ခဲထုတ်နေရတာမျိုးတွေခင်ဗျားတို့တွေ့ရမှာဖြစ်ပါတယ် ဒါကြောင့်မလို့ခုနပြောလို့မကူညီခြင်းတွေပါမချီးကျူးခြင်းတွေပါသို့တော်လေးစားမှုအတိအမှတ်ပြုမှုရှိတဲ့နယ်လို့ပြောခြင်းပါတယ်နောက်ဆုံးပြောခြင်းကတော့သဘောအဖေးရနေရဆိုတာလူတွေနဲ့ကြိုတင်ချိန်ဆထားတဲ့ကိစ္စမဟုတ်ပါဘူးသူ့ရဲ့ဖြစ်ချိန်တိုင်းရင်ဖြစ်မဲ့သဘောပဲရှိပါတယ်ဘယ်သူမှတားဆီးလို့မရပါဘူးကျွန်တော်တို့ဖြစ်ခဲ့ပြီးပြီး မနေ့ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပြောတယ်လို့ကျွန်တော်တို့အနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုတနင်္ဂနွေလုံးကအာတုံခွန်ဆိုင်ဆောင်ရွက်ဖို့ပဲလိုပါတယ်တနင်္ဂနွေလုံးကစီလုံးဆောင်ရွက်ဖို့ပဲလိုပါတယ်ဒီအချိန်မှာတကဘာလုံးကမြန်မာနိုင်ငံမှာဘာတွေဖြစ်နေပြီလဲမြန်မာနိုင်ငံမှာဘာတွေလုပ်နေပြီလဲဆိုတာကို အာယုံစိုက်နေတဲ့အချိန်ရှိပါတယ်ဖြစ်ပါတယ်ဒီအာယုံစိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီဒီတဘာဘေးအန္တရာယ်ကို စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ရင်ဆိုင်ပြီးဖြေရှင်းပြီးမြန်မာနိုင်ငံရဲ့ယက်တည်မှုမြန်မာပြည်သူပြည်သားတွေရဲ့စိတ်ဓာတ်ခိုင်မာမှုစီလုံးညီညွတ်မှုကိုပြကြပါလို့ပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်